။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တမလာ29ရက်နေ့မုံလွယ်ပိုင်းမှာအချမ်းမဆက်တက်ကဘာတိုက်ပွဲမှာလည်းမရှိဘဲနဲ့စရုံးမျိုးကိုလေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။မြေကြီးနားမျိုးလေတဲ့စခန်းကနေတက်လာတဲ့တိုက်လေရင်ကစရုံးမျိုးဈေးမှာဘုံနှလုံးရခင်ရဲစခန်းဟောင်းနေရာမှာဘုံတစ်လုံးကျဲချသွားတယ်လို့သိရပါဗျ။ ဘုံကျဲတဲ့အချိန်မှာကလေးငယ်များကြောင်းစစ်တဲ့အချိန်ဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့ကလေးငယ်နှစ်ဦးအပါအဝင်ရှစ်ဦးဒေဆုံးသွားတယ်လို့သိရပါဗျ။မနေ့ကမွန်လွဲပိုင်းမှာအကြမ်းဖက်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စရုံးမျိုးကိုလေအင်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ဘုံကျဲတိုက်ခိုက်တဲ့အချိန်ကကလေးတွေကြောင်းစင်းပြီးတော့အိမ်ပြန်တဲ့အချိန်ဆိုတော့ကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပါတယ်။ပြည်သူရှစ်ဦးသေတယ် ခုနဦးကတော့အပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်ကိုဥတီပြီးတော့လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ပြီးတော့မြေပြင်မှာလည်းဖားကတ်ဝိုင်းမော်တို့မှစစ်ကြောင်းထုတ်မှုများကိုတုံးပြန်လှုပ်ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။